လုပ်ရရဆင်းကလာပါ high tech ကနေ update အသစ်တွေရောက်ရှိလာပါပြီ screenshot တွေနဲ့ developer video တွေအသစ်တွေလည်းပါပါတယ်ဒါဆိုတော့ဒီ video လေးကိုစလိုက်ကြအောင်ပထမအဦးဆုံးကတော့ high tech ရဲ့ gameplay video နှစ်ခုပါအဲ့တဲ့ကပထမဆုံးတစ်ခုကိုတော့ကျွန်တော် reaction လုပ်ထားပါတယ်အဲ့ reaction video တော့ကျွန်တော် channel မှာတော့ကြည့်လို့ရပါတယ်ဒုတိယ video ကတော့ technical video လေးပါဒီရဲမှာတော့ brother တွေ mode မှာဘယ်လိုလာမလဲဆိုတာသိရပါတယ်။ဒီ video ရဲမှာတော့ developer တယောက်က portal တစ်ခုကိုထွင်နေရပါ ဘရိုတီးယားမှာကတော့ဒီလို tools တွေကဒါ in game မှာပါပြီးသား tools တွေဖြစ်ပါတယ်ဘရိုတို့ mod လုပ်နေလဲဒီ developer သုံးတဲ့ tools တွေကိုဘရိုသုံးလို့ရမှာပါ hide က modern focus ဖြစ်တာမို့လို့ brother တို့ဒီ tools တွေသုံးလို့ရမယ်ပြီးရင် current ကြိုက်တဲ့ mod တွေထွင်လို့ရပါတယ် okay ပြီးရင်တော့နည်းနည်းနောက်ကျပြီမဲ့ screenshot လေး၄ခုကိုကျွန်တော်တို့ hide discord မှာတွေ့ရပါတယ် ကဲအဲ့ဒါဆိုတော့အခုအဲ့ဒါကိုတွက်ကြည့်ကြအောင်ပထမတစ်ခုကတော့ zone 3 cave ထဲမှာရှိနေတဲ့ boss တကောင်ပဲဖြစ်ပါတယ်ပုံစံလေးကတော့တော်တော်လေးလမ်းပါတယ် design ရောပြီးရင် mob ရဲ့အငွေ့ရဖြစ်နေရရောအကောင်လုံးလမ်းပါတယ် mob ကလည်း body မရှိဘူးပေါ့နော်ငွေ့ကြီးလို့ဖြစ်နေတာပါဒါပေမဲ့ simon confirm တာဒီကောင်ကြီးက ai မသွင်းတာပါဘူးအဲ့ဒါဆိုတော့ game ထဲမှာတော့မပါလောက်သေးပါဘူး okay ဆိုတော့ဒုတိယတပုံကတော့ဒါ skeleton တကောင်က armor ဝတ်ထားပြီးတော့အစွန်းနှစ်ဖက်ပါတယ်ဒါကိုကင်ထားပါတယ်ဒါကတော့လုံးဝ in game ထဲမှာပါပြီးသားကင်မရာနဲ့ရိုက်ထားတာပါလုံးဝအနောက်ခံနေ blur လောက်ထားတဲ့ဟာတွေအကောင်လုံးကကွက်တီပါပဲလက်နက်အစ်စ်ကိုမြင်ရတယ်တကယ် င်မိုက်ပါတယ်ပြီးရင်လည်းခေါင်းစုပ်ကနေမီးရထွက်နေရပေါ့သူတို့ဟာရေကျွန်တော်တို့ဝှက်လို့ရမှာတော့မသိပါဘူးဒါပေမဲ့သူတို့ mob တွေဝှက်တဲ့ဟာကိုကျွန်တော်တို့ပါဝှက်လို့ရအောင်တော့တကယ်မိုက်ပါပါအဆောနောက်တစ်ပုံသွားကြအောင်ဒါကတော့ creation tools ပါဒါကိုတော့ high day gameplay analysis video တင်ကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်အားကြောင့်မို့အဲ့ video လေးကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဒါပေမဲ့အဓိကပြောချင်တာကတော့ဒီခေါင်းနှလုံးနဲ့ zombie ကို pro ကိုပြချင်တာပါ နာမည်ကတော့ zombie aberran လို့ခေါ်ပါတယ်။ခုပြနေရတော့ဒါ hide ရဲ့ creative menu ပဲဖြစ်ပါတယ်။ဒီဟာကတော့ war tools တွေရဲ့ mob spawner နဲ့ spawn လာတာပါ။ Minecraft လိုမျိုး spawn app မရှိရတဲ့အကြောင်းရင်းကဒီ hide ထဲမှာ mob ကအကောင့်တစ်ထောင်လောက်ကျော်ပါတယ်။ဒီမှာလည်းတခြား mob တွေတွေ့ရပါတယ်။ကျွန်တော်တို့တွေ့ဘူးတဲ့ mob တွေလည်းပါပါတယ်။နောက်တစ်ခုကတော့ Simon ရဲ့ Twitter post တွေပဲဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်တို့နောက်နေ့မှာ blog post အသစ်တွေလာမယ်လို့သူတို့ပြောထားပါတယ်။ကျွန်တော်လည်းတတ်နိုင်တယ်များဒီ blog post တွေကိုရှင်းလင်းပြီးတင်ပေးပါမယ်။အရင်က content မရှိသလောက်အခုကျတော့ content တွေပုံနေတော့တော်တော်လေးအလုပ်ရှုပ်ပါတယ်။ပြီးရင်တော့ user name နဲ့ပတ်သက်ပြီးတော့ update တွေပေးတယ် ာသေးတယ်။ Simon ကတော့ Minecraft လိုမျိုးနာမည်တစ်ခုကို account တစ်ခုဆိုပြီးတော့လုပ်မယ်လို့ပြောထားပါတယ်။ပြောချင်တာကတော့ account တစ်ခုနဲ့တစ်ခုကတော့နာမည်မတူဘူးပေါ့။ပြီးရင်တော့ hide ရဲ့ဈေးနှုန်းအကြောင်းပြောပါတယ်။ Simon ကတော့ original hide ကဒေါ်လာ30နဲ့အောက်ကိုပဲရှိမယ်လို့ပြောပါတယ်။ဖြစ်ချင်းပြောရရင်တော့ဒေါ်လာ20လောက်ဆို Minecraft နဲ့မတိမ်မရင်လေးပေါ့။ hide မှာကတော့ early access အတော့တာ package တွေများများပါမှာပါ။ဥပမာဆိုရင်ဒေါ်လာ20လောက်ဆို gain ရမယ်။ဒေါ်လာ30လောက်ဆို gain နဲ့က bonus skin တွေပါပြီးပါမယ်။ဒေါ်လာ40လောက်ဆိုရင် hide ကိုထောက်ပံ့တဲ့အတွက် gain နဲ့ skin တွေအပြင် cape တွေပါပြီးပြီးရ င် friend ကိုပေးလို့ရတဲ့ key တွေပါပါလောက်မှာပါဒါသူ plan ထားတာကိုပဲပြောတာပါတကယ်တမ်းတော့ဘယ်လိုလာမလဲကျွန်တော်လည်းမသိရပါဘူးဒါပေမဲ့စောင့်ကြည့်ရမှာပေါ့ပြီးရင်တော့ high day website တဲ့ game deck ကပြန်လာပါပြီဒီ game deck လေးပြန်လာတော့တော်တော်မိုက်ပါတယ်တချို့ຢာရီကမပြီးသေးပေမဲ့ဒီ game deck ထဲမှာဒါ high day ကို introduce လုပ်တဲ့ဟာတွေအများကြီးပါပါတယ် ကဲနောက်ဆုံးမှာတော့ Simon ကသူထွက်တဲ့ရက်ကိုမပြောခင်သူလုံးဆရာရှိရလေးကိုပြောပါတယ်ပထမတစ်ခုကတော့ hardware testing ပေါ့ hardware testing မှာတော့ဘယ် PC ရေဆော့လို့ရမယ်ဘယ် laptop ရေဆော့လို့ရမယ် spec တွေကဘယ်လောက်လဲဆိုတာကိုဒီမှာပြောပြရအောင်ပါပါပြီးရင်လည်းသူ account system နဲ့ payment system တွေလည်းလောက်ရပါသေးတယ်နောက်တစ်ပတ်အပြီးလောက်မှာတော့ကျွန်တော်တို့ pre order တင်လို့ရမယ်လို့သူပြောပါတယ်ပြန်လဲ account နေလဲဖွင့်လို့ရတော့မှာပါ guys video editing နေနဲ့ hide discord မှာ simon က hide ရဲ့ client ကိုပြခဲ့ပါတယ် launcher ကတော့ riot launcher နဲ့နည်းနည်းလေးဆင်ပါတယ်ဒါပေမဲ့ရိုးရိုးရှင်းရှင်းလေးဆိုတော့ပို့ပြီးတော့မိုက်ပါတယ် ဒါကတော့ video နဲ့ပြတာပါကျွန်တော်နောက်မှာတော့ဒါ high day lancha နဲ့ high day ကို download နေတဲ့ clip လေးပါအဲ့လောက်တော့မဟုတ်ပါဘူးရိုးရိုးရှင်းရှင်းလေး clean လေးတော့ဖြစ်ပါတယ် brother တို့လည်းဘယ်လိုမြင်ကြလဲ comment all လေးမှာရေးသွားပေးကြပါဦးကဲဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲဒါကတော့အရင်2ရက်3ရက်လောက်က high day news လေးပဲဖြစ်ပါတယ်ဒီ video လေးကိုကြိုင် like လေးပေးခဲ့ကြပါ high day အကြောင်းနေအများကြီးသိကြင်သေးရေနော်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပေးကြပါကဲဆိုတော့မနက်ဖြန် blog post ထွက်မှာဆိုတော့ bro ကို now video မှာတွေ့ကြပါမယ်